င်္ဂလာပါခင်ဗျာရှင်ကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်ပရောက်စစ်အာဏာရှင်စန့်ကျင်ရေးတက်ကြလှုပ်ရှားသူတွေရဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူအပိတ်ရင်းအကြမ်းဖက်ဥပဒေနဲ့အရေးယူမယ်ဆိုပြီးစစ်ကောင်စီကချိန်ချောက်လာမှုဟာဒေါ်လာရေးထောက်ဖို့လမ်းကြောင်းကိုဖျက်တောက်ဖို့ရည်ရွယ်လာပြန်တာဖြစ်တယ်လို့ဆိုပါတယ်အကြမ်းဖက်မင်းအွန်လိုင်းရဲ့အမိန့်နဲ့နိုင်ငံတော်လိုင်စင်မဲ့ကားရီဆိုင်ကယ်တွေကိုစီမံချက်နဲ့စစ်ကောင်စီကဖမ်းဆီးနေရမှာငွေညှစ်ခံရမှုတွေထောင်ဒဏ်တလချခံရမှုတွေနဲ့ စစ်မှုထမ်းဖြစ်ဖက်စီစူဆောင်းခံရမှုတွေအကြီးအကျယ်ဖြစ်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်ပရောက်စစ်အာဏာရှင်စန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေရဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူအပိတ်ရင်အကြမ်းဖက်ဥပဒေနဲ့အရေးယူမယ်ဆိုပြီးစစ်ကောင်စီကချိန်ချောက်လာမှုဟာတော်လိုင်းရေးထောက်ဖို့လမ်းကြောင်းကိုဖြတ်တောက်ဖို့ရည်ရွယ်လာပြန်တာဖြစ်တယ်လို့အန်ဂျီဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကတုံ့တက်ပြောဆိုထားပါတယ်ဒါကတော့ လက်ရှိဒေါ်လာရေးကိုထောက်ပို့လှူဒန်းနေတဲ့အဆိုတော်ချမ်းချမ်းပန်ဆယ်လိုအကောင့်ပိုင်းရှင်အိမ်ပိုးဥ PNH Fashion အကောင့်ပိုင်းရှင်ထက်နေနီတန်းဟာတာတျောက်ဆောင်အောင်တော်အပါဝင်လူတိများတဲ့ပြပရောက်ဆရာနာရှင်စန့်ကျင်ရေးတက်ကြွလှူရှားသူတွေရဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူတာတွေတဆင့်ခံပြန်လဲရောင်းချတာတွေနဲ့ကုညီဆောင်ရွက်နေတဲ့သူတွေကိုအကြံဖတ်ဥပဒေနဲ့အရေးယူမယ်ဆိုပြီးစစ်ကောင်စီကဇွန်လ2ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲထုတ်ပြန်ကြေညာလာပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကအခုလိုလူတိများတဲ့ဆရာနာရှင်စန့်ကျင်ရေး တကြွလှူရှားသူတွေကိုချိန်ချောက်လာမှုဟာဒေါ်လန်ရေးထောက်ဖို့လမ်းကြောင်းကိုဖျက်တောက်ဖို့ရည်ရွယ်လာပြန်တာဖြစ်တယ်လို့ NG ဝင်ကြီးချုပ်ရုပ်ပြောရေးဆိုခွင့်ရှိသူဦးနေပုံးလက်ကအခုလိုတုံ့တက်ပြောဆိုထားပါတယ်အဓိကကတော့ဒီဒေါ်လန်ရေးကိုနီလန်းမောင်းစုံနဲ့ထောက်ကူနေတဲ့ပြည်သူလူထုရဲ့ဒီထောက်ဖို့အင်အားကိုဒါကြောက်ရွံ့တဲ့သဘောပေါ့နော်အဲ့တကြောင်လို့ဒါကိုသူတို့တွေနီလန်းမောင်းစုံနဲ့ဖျက်တောက်ဖို့စူးစမ်းရတယ်လို့ပဲမြင်ပါတယ်ဗျာ အော်ဒါမှမဟုတ်လေသူတို့ဘယ်တော့ပဲလှုပ်လို့ပေါ့နော် ပြည်သူလူထုကတော့ရတဲ့နီးရှာပြီးတော့တော်လှန်ရေးကိုအမြဲတမ်းစိုက်ထုတ်နေမှာဖြစ်တယ်အဲထောက်ပို့နေမှာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလက်ရှိတော်လှန်ရေးဟာပြည်သူကနေပြီးတော့စခဲ့တဲ့ပြည်သူစံတော်နဲ့တသားတည်းကိုက်ညီတဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာနာရှင်တွေဘယ်တော့ပဲတားမြစ်ဖို့ကြိုးစားပါသေးပြည်သူကတော့နီးလန့်ရှာပြီးတော့ဆက်လက်ထောက်ပို့နေအောင်မှာဖြစ်ပါတယ် လက်ရှိမှာတော့အစိုးရချမ်းချမ်းနဲ့ချိတ်ဆက်ပြီး online ကနေကုန်ပစ္စည်းရောင်းချမှုလုတ်ကင်ပေးနေသူနှစ်ဦးကိုဖမ်းဆီးရရှိထားတယ်ဆိုပြီးတော့ပါစစ်ကောင်စီကထုတ်ပြန်ထားသလိုနောက်ထပ်လည်းသူတို့စစ်တပ်ကအလို့ရှိတဲ့သူတွေနဲ့ချိတ်ဆက်ပြီးကုန်ပစ္စည်းဝယ်ယူတာတွေတဆင့်ငံအနေနဲ့ပြန်လည်ရောင်းချတာတွေလုပ်ပြီးတော့အပိတ်ကူညီနေတဲ့သူတွေကိုအရေးယူမယ်ဆိုပြီးတော့ပါစစ်ကောင်စီကချိန်ချောက်ထုတ်ပြန်လာတာပဲဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာလေအကျန်းဖက်မင်းအွန်လိုင်းရဲ့အမိန့်နဲ့ နိုင်ငံတော်ကလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေကိုစီမံချက်နဲ့စစ်ကောင်စီကဖမ်းဆီးနေရမှာဝင်ညစ်ခံရမှုတွေထောင်ဒဏ်တလချခံရမှုတွေနဲ့စစ်မှုထမ်းအဖြစ်ဖမ်းဆီးစုဆောင်ခံရမှုတွေအကြီးအကျယ်ဖြစ်နေတယ်လို့သက်ဆိုင်ရာဒေသခံတွေနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကရင်ကုန်ခစ်တက်ကိုပြောပါတယ်။ဒါကတော့အခုဇွန်လ၁ရက်နေ့ကစပြီးအဂျပန်မင်းအောင်လိုင်ရဲ့အမိန့်နဲ့စစ်ကောင်စီကနိုင်ငံတော်ကလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေကိုစီမံချက်နဲ့ဖမ်းဆီးနေကြတယ်ဆိုပါတယ်။အဲဒီလိုဖမ်းဆီးရမှာ စကောင်စီဝင်တွေဟာလိုင်စင်ရှိတဲ့ဆိုင်ကယ်နဲ့ကားတွေကိုပါလိုင်စင်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဆွဆွဲပြီးတော့ချင်းချောင်းငွေညက်တောင်းရန်ဓာတ်တွေလုံနေုံနဲ့မကတဖက်မှာလည်းလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေကိုပစ္စည်းသိမ်းပြီးလူကိုတရားရုံးတင်ထောင်ဒဏ်တလချမှတ်တာတွေအပြင်လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားစီးသူလူငယ်တချို့ကိုလည်းစစ်မှုန်တတသည့်အဖြစ်စုဆောင်းဓာတ်တွေအကြီးအကျယ်လုံနေကြလေဆိုပါတယ်အဲ့ဒီတဲကမှလက်ရှိသိရှိထားချက်အရာ စကိုင်းမျိုးပေါ်ပန်တော်ရက်ွက်နေလူငယ်နှစ်ဦးဆိုရင်ဆိုင်ကယ်နဲ့အသိခံရတဲ့အပြင်စစ်မှုရန်တပ်သားတဲ့အဖြစ်ပါစူဆောင်းခံလိုက်ရတယ်လို့စကိုင်းမျိုးဇေယျကွက်တဲ့ရက်ွက်နေရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကရင်ကုန်ခစ်တဲ့ကိုပြောထားပါတယ်။အလားတူမန္တလေးတိုင်းသားစီမျိုးနယ်လှိုင်းတက်ခရိုင်ချင်းဆက်လမ်းစုံမှာလဲလိုင်စင်မဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးနေရမှာဆိုင်ကယ်စုစုပေါင်း7ဘင်းကားနဲ့2စီးစာရရှိပြီးအဲဒီဆိုင်ငယ်တွေကိုစစ်ကောင်စီတက်တဲ့ရဲတွေကတံပိုးဖြတ်ပြီးတော့တဝက်ဈေးနဲ့ပြန်လဲရွေးယူခိုင်းတယ်လို့လဲ တာစီမြို့နယ်နေပြည်သူတို့ကပြောထားပါသေးတယ်။တစ်ဖက်ကဖအံမြို့မှာဆိုရင်လဲမဲပေါင်းဈေးဇွဲကပင်ပလာဇာကန္နာညာဈေးဒန်ကိုလန်းကွမြို့ဝင်ရှမ်းလေးစီဆိုင်ဇွဲကပင်လမ်းဆောင်စတဲ့နေရာတော်တော်များများမှာစစ်ကောင်စီတပ်နဲ့ရဲတွေကလိုင်စင်မဲ့စိုင်ကယ်တွေနဲ့ကားတွေကိုဖမ်းဆီးတာတွေအကြီးအကျယ်လုပ်နေသလိုတချို့အဖမ်းခံရတဲ့ပြည်သူတွေဆိုရင်ထောင်နဲ့တလပါချမှတ်ခံရတာတွေရှိနေတယ်လို့ဖအံအခြေစိုက်ပရိုက်တာအဖွဲ့ဝင်တအူးကပြောထားပါသေးတယ်။အဲ့ဒီလိုစစ်ကောင်စီရဲ့စီမံချက်ကြောင့် တဖက်ကနိုင်ရေးကူညီမှုနဲ့လူနန်တင်ကားပရဟိတလုပ်ငန်းတွေတော်တော်များများလဲရန်နာထားရပြီးအဲ့ဒီနိုင်ရေးကားနဲ့လူနန်တင်ကားအများစုဟာလိုင်စင်မဲ့ကားတွေဖြစ်နေတဲ့အတွက်စီမံချက်နဲ့အကျုံးဝင်နေတာကြောင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေပါယာယီရဆိုင်ထားရတယ်လို့လဲပရဟိတအဖွဲ့ဝင်တွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကပကံမြို့တစ်ဂန်ဂောရက်ကွက်ဇရက်မှာအကြပ်ဖက်စကောင်းစီလောက်ကံပြူစောတီကောင်းဆောင်ဇော်ဇော်အပါဝင်ပြူစောတီကိုဦးဟာ ပြည်သူတွေစီကနေစကြေးကောက်နေတဲ့အချိန်တော်လိုင်းရက်ပေါ်တွေကဝင်ရောက်ပစ်ခတ်ရမှာတော့ပြူစော်တီကောင်းဆောင်စောစောအပါဝင်ပြူစော်တီရှစ်ဦးဟာနေရာမှာတွင်ပွဲသမီးတွေကိုတိတ်ကုန်ကြပြီသူတို့ရဲ့ဆိုင်ကယ်နှစ်စီးနဲ့လက်နက်ခဲယံအချို့ကိုပါရရှိထားတယ်လို့ထနောင်းမြေ PDS စစ်ကြောင်းရဲ့ရဲဘော်မူတူးကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေတဲမှာလဲအတုံယုံပေနေကြတယ်ပြူစော်တီတွေရဲ့မသာလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ဇော်လာတရနေ့ကပဲ ပကံမြို့တက်ကံကောင်းရက်ွက်စရက်မှာဂျမ်ဖက်စကောင်စီလောက်ခံပြူစောတီခေါင်းဆောင်စောစောအပါဝင်ပြူစောတီကိုဦးဟာပြည်သူတွေစီကနေစကြေကောက်နေတဲ့အကြောင်းကိုတင်ရတာနဲ့တော်လိုင်းပူပေါင်းတက်ရဲဘော်တွေကကားနဲ့တွားရောက်ပြီးပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ပြူစောတီခေါင်းဆောင်စောစောအပါဝင်ပြူရှစ်ဦးကတော့နေရာမှာရင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီနောက်ထပ်တဦးကမသေးပဲဒဏ်ရာရထားသလို သူတို့စီကနေစိုက်ကဲနှစ်စီးအပါဝင်လက်နက်ခဲရဲနဲ့တပ်တေကံပစ္စည်းတွေပါတင်းစီရရှိခဲ့တယ်လို့ထနောင်းမြေ PDS အကြောင်းရဲ့ရဲဘော်မူတူးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အတွင်းအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စကောက်စီတပ်နဲ့စစ်တပ်လက်အောက်ခံ PNO တပ်တွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုရမှာစစ်ကောက်စီဘက်ကတော်တော်ကိုအထိနာသွားပြီးတဲ့နောက်ပြည်သူပိုင်းနေအိမ်ဆယ်လုံးထက်မနည်းကိုမိရှုဖြက်စီးတွားကြပြန်တယ်လို့ အမှတ်1000ကိုပီဒီအက်တရင်အင်းလေးပကပရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲရမ်းမီနယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ကဖရဲတောင်ခြေရွာနဲ့ရေပူခြေရွာဘက်ကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြန်တဲ့စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံ PNO တပ်တွေကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ စစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုမြားသွားပြီးတဲ့နောက်မှာပဲစစ်ကောင်စီတပ်သားတွေဟာဖျားတောင်တဲ့ရေဘူးကြေးရွာတွေတဲကပြည်သူပိုင်နေအိမ်၁၀လုံးထက်မနည်းကိုအကြောင်းမဲ့မိရှုဖြက်စီသွားကြတယ်လို့အမတ်တောင်ကိုပြည်ပြတဲ့ရင်အင်းလေးပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းကဒိုင်ဦးနဲ့ချင်းပြည်နယ်ဟာခမြို့နယ်ဘက်မှာအချမ်းဖက်စကောင်စီဘက်ကတက်ချက်တူးနဲ့ရဲတူးတို့ဟာလက်နက်ခဲရက်နဲ့အတူတော်လိုင်းရဲတပ်တွေစီကိုအလင်းဝင်ရောက်လာကြတယ်လို့ သက်ဆိုင်ရာတော်လိုင်းတပ်တွေကပြောပါတယ်ပဲခူးတိုင်းကဒိုင်ဦးမြို့နယ်မှာဆိုရင်စစ်ကောင်စီရဲ့ခမရ443တရင်ကတက်ကြက်ကြီးတူဟာကြည်စံလက်ပစ်ဘုံတွေယူချလာပြီးတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ပဲခူးခရိုင်ပကပကသတင်းထုတ်ပြန်ထားပါတယ်ဒါအပြင်တပတ်ကချင်းပြည်နယ်ဟာခမြို့မှာဆိုရင်လည်းစစ်ကောင်စီလက်အောက်ခံရဲတအူဟာမေလ31ရက်နေ့ကပဲသူကန်ဆောင်တဲ့လက်နက်ခဲရတဲ့အတူတော်လိုင်းတပ်တွေစီကိုအလင်းဝင်ရောက်လာတယ်လို့စီကက်ဟာခကသတင်းထုတ်ပြန်ထားပါသေးတယ်လက်ရှိမှာတော့ အဲ့လိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားနဲ့ရဲတို့ကိုတဆိုင်ရတော်လိုင်းကြီးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပြီးစုငွေတွေလည်းချင်းမြင်ပေးထားပါတယ်လို့တဆိုင်ရတော်လိုင်းကြီးတပ်တွေကထုတ်ပြန်ထားကြပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှော်စည်းစားလုတ်ကွက်မှာရှိတဲ့တစ်သုံးလုံးကမ်ပဏီပိုင်မြေတဲကားနဲ့ဗဟိုကားတွေကိုအကြပ်ဖက်စကောင်းစီတပ်ကဝင်ရောက်မိရှို့ဖျက်ဆီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ဒီကနေ့ဇွန်လ3ရက်နေ့မနက်9:00နာရီလောက်မှာပဲ ဖားကံမျိုးလုံခင်းကြီးရွာအုပ်စုမော်စီစာလောက်ကွက်မှာရှိတဲ့တစ်သုံးလုံးကမ္ပဏီပိုင်မြေတဲကား၂စီးဗဟိုကား၃စီးစုစုပေါင်းကား၅စီးကိုအချမ်းမစကောင်းစီတပ်သားတွေကဝင်ရောက်မိရှုဖျက်ဆီးသွားကြတယ်ဆိုပါတယ်။ဒါ့အပြင်မေလ၃၁ရက်နေ့ကလည်းစကောင်းစီတပ်သားတွေဟာအဲ့ဒီတစ်သုံးလုံးကမ္ပဏီတဲကိုဝင်ပြီးတော့အဆောင်တွေကိုမိရှုဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့အခုတခါဒီကနေ့မနက်ထပ်လာပြီးတစ်သုံးလုံးကမ္ပဏီပိုင်မြေတဲကားနဲ့ဗဟိုကားတွေကိုထပ်မံမိရှုသွားပြန်တာဖြစ်တယ်လို့ဖားကံဒေတာကန်ပြည်သူတို့ကပြောထားပါတယ်။ ဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဖားကန်မြို့နယ်တဲကိုစစ်ရင်600ကျော်နဲ့စစ်ကြောင်းတွေခွဲပြီးဝင်ရောက်လာပြီးတဲ့နောက်သူတို့ဖြတ်တန်းရလက်တလျှောက်ကရတပြည်သူ9ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်တာတွေလုပ်ခဲ့ကြသလိုလုံခင်းဒေသကပြည်သူ9ဦးတည်းမနေလေစစ်တပ်ရဲ့တပ်ဖြတ်တာကိုခံခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ